မင်္ဂလာပါရှင်ဒီကြေကောဒီနေ့ကတော့ how to create insert command in excel excel မှာ command box ဘယ်လိုထည့်မလဲဒါလေးကိုမျှဝေပေးသားမှာပဲဖြစ်ပါရဲ့ရှင်ဒီကြေကတော့ computer queen အဖန်နဲ့ trainer တော်နန်ချက်ဖန်ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်က HP ဆိုလို့ရှိရင် HP ရဲ့ကျွန်တော်ဒီဟာ data ပေါ့เนาะ i3 ပါ ram 4k ပါဒါသူ့ရဲ့ဟာဒီ accessory တွေအကုန်လုံးကိုကျွန်တော်ကထည့်လို့ရတယ်ပြီးအဲဒါဆိုလို့အေးစားရဒီလိုမျိုး ပုံလေးတွေနဲ့ကျွန်တော်ကဘယ်လိုထက်မလဲဒါလေးကိုမျှဝေပေးသွားမှာဖြစ်ပါလိမ့်ရှင်အဲ့တော့ရေဦးဆုံးဟိုကျွန်တော်ဘယ်ထက်သွားမှာလဲဆိုတော့ review လေးကိုသွားပါမယ် share လုပ်ထားတဲ့ data တွေကိုဖြတ်ပါမယ်အဲ့တော့ဒီထဲမှာ delete ကိုတစ်ချက်နှိပ်ပါမယ်ဒီမှာ delete ကိုတစ်ချက်နှိပ်ပါမယ်ဟုတ်ပြီဒါဆိုလို့ရှင်ကျွန်တော်ကပုံမှန်အတိုင်းပဲကျွန်တော်ဒီ ထဲမှာဆိုလို့ရှိရင်တော့ review တွေကနေပြီးတော့ new comment ကိုနှိပ်လိုက်တဲ့ဆိုရင်ကျတော့ဒီမှာရလာပြီအဲ့တော့ new comment နဲ့မှာမိမိလိုချင်တဲ့ဒါ HP laptop ပေါ့နော်အဲ HP laptop ပါပြီးရင် i3 ပေါ့နော် i3 i3 ပါဒီကိုရဲ့ဒီဒီ HP laptop မှာပါတဲ့ information နဲ့အကောင်လုံးကိုချက်လို့ရိုက်ချက်ပြီးလို့ရမယ်ပေါ့နော် i3 i3 ကိုမှချက်လို့ဘယ်လောက်လဲအဲ run run လေးကတော့ချက်လို့အဲ 8GB ပါပေါ့နော် 8GB အပြည့်64ပို့ပေး64ပို့ပေးပါဒီလိုမျိုးချက်တော့လိုချင်တာအကုန်လုံးကြိုက်ချက်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ အဲ့လိုမျိုးရိုက်ထက်တာကတော့ကျွန်တော်လူတိုင်းသိတော့မလို့ထင်ပါတယ်အဓိကကကျွန်ထပ်ပြီးတော့ပြောချင်တာကကျတော့ဒီထဲမှာ HP ဆိုရယ် laptop လေးနဲ့ပုံလေးနဲ့ဘယ်လိုထည့်မလဲဒါလေးကိုမျှပေးပေးသားမှာပဲဖြစ်ပါလိမ့်ရှင်အဲ့တော့ကျွန်တော်ဒီဆဲကွက်ထဲမှာဒီ box ထဲမှာကျွန်တော်က right click ဆိုပြီးတော့ format command ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်ကမရတတ်ပါဘူး format command ဒီကျွန်တော်ကဒီမှာ form ပဲရှိတယ် file first time ဒီ site တိုင်းလေးပဲရှိမယ်အဲ့တော့ကျွန်တော်ကဘယ်ကိုနှိပ်ရမှာလဲဆိုအရေးကြီးဆုံးအပိုင်းဒီကျွန်တော်ဘယ်ကိုနှိပ် ်ပေးရမှာလဲဆိုတော့ဒီပေါင်လေးပေါ်နှိပ်ပေးရမယ်ပြရမယ်နော်အဲ့တော့ပေါင်လေးပေါ်ဒီမှာမြားလေးဘက်လေးပေါ်ပလားမြားလေးဘက်လေးပေါ်ပြီဆိုတော့ right click လေးခောက်လိုက်ပြီးရင်နော် format comment ကိုနှစ်ချလိုက်ပါပြီးတော့ဒီမှာအများကြီးပဲပေါ်လာပြီး protection နဲ့သွားမလား font သွားမလား property alignment အဲ့ဒီအမှကျွန်တော်က color and line နဲ့ဟိုသွား ကလာလိုင်းတမှာကလာဆွဲနေရမှာမိမိတို့ရှင်တဲ့ကလာလေးကို you okay တလူလေးပြောင်းလဲရတယ်အဲ့လိုမဟုတ်ဘူးသူ့နောက်မှာရှင်တို့ကဓာတ်ပုံထည့်ချင်တာဟုတ်ပြီဒါဆိုလို့ရှင် right လေး format command နဲ့ဟောတော့ကလာလိုင်းနဲ့မှာရှင်တို့ကလာကိုတစ်ချက်နေလိုက်ပါအဆုံးမှာရှင်တို့ဘာရှိမလဲဆိုရင် fade effect ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလို့တစ်ချက်နေလိုက်ပါပြီးရင်တော့ picture တဲ့ဝင်မှာ select picture ကိုတော့ပါမယ်နော်အဲ့ပြီးရင်တော့မိမိရဲ့ data တရှိတဲ့နေရာကိုတော့ပါ ရှေ့ကတော့ download တယ်မှာရှိမယ်အဲ့ဒီမှာ hp ဆိုရယ်ရှေ့တော့ပုံလေးကိုယူလိုက်ပါမယ်ပြီးတော့ okay ပေးလိုက်ပါ okay ပေးလိုက်ပါဒါဆိုရင်တော့ရှေ့တော့ဒီမှာအာသူ့ပေါ်မှာထောက်မောက်လေးကိုတင်လိုက်လို့ရှိရင်သူနဲ့ပတ်သက်တဲ့ရှေ့တော့ဒီမှာအာဓာတ်ပုံလေးနဲ့သူ့ရဲ့ information နဲ့အားလုံးကြားလာမှာဖြစ်ပါတယ်ဒီ comment တွေကို share တော့ပေါ်ထားခြင်းလဲဆိုလို့ရှိရင်တော့ဒီမှာ show height comment ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ကသူ့ပေါ်နှိပ်လိုက်လဲကျွန်တော်ကအဲပေါ်နေတဲ့ဘေးမှာနှိပ်လိုက်လို့ရှိရင်လဲကျွန်တော်က show comment ဖြစ်တဲ့ address ကျွန်တော်ကပေါ်နေတယ်။နောက်အဲဒါကို show comment ကိုပြန်နှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်ကဘေးမှာနှိပ်လိုက်ဆိုရင်ကျွန်တော်ကမပေါ်ဘူး။သူ့ပေါ်မှာနှိပ်လိုက်မှသာလဲကျွန်တော်ရဲ့ data ကပေါ်မှာပဲဖြစ်ပါတယ်။အဲ့တော့ပေါ်ထားခြင်းလဲဆိုရင် show high comment ဒါလေးကိုတစ်ချက်ကလေးနှိပ်ပေးလိုက်ပါ။နောက်ပြီးသွားရင်တော့နောက်တစ်ခုက show all comment ဆိုတာတော့ comment တွေအကုန်လုံးကိုကျွန်တော်က ပါလောက်တာလဲဆိုတော့အဲပြန်ပြီးတော့ဖော်တာပဲဖြစ်ပါတယ်เนาะအဲ့တော့နောက်တစ်ခုထပ်ပြပါမယ် right click နောက်တစ်ခုကဒီ right click ဆိုပြီးတော့ကျွန်တော်ပဲနဲ့သွားမယ်ဆိုရင် insert command နဲ့ကိုသွားပါမယ်เนาะ right click ဆိုရင် insert command နဲ့ကိုသွားမယ်ပြီးရင်တော့ bound လေးပေါ်ထားမယ် format command နဲ့ဝင်မယ် color and line နဲ့ကကျွန်တော်က fade effect တွေကိုသွားပြီးတော့ picture ကိုရွေးမယ် select picture ကိုနှိပ်မယ်ပြီးတော့ရနော်ကျွန်တော် front end file တွေကနေပြီးတော့မိမိလိုချင်တဲ့အဲ insert ဆိုရင် insert နဲ့သက်ဆိုင်တဲ့တက်ပုံလိုကိုလေး အဲတခုကိုဇေလိုကထည့်လိုက်ခြင်းအဖြစ်ဒီမှာအဲဇေလိုက show all command နဲ့လိုက်တဲ့အခါမှာ command နဲ့အကုန်လုံးဒီမှာကြာလာမှာပဲဖြစ်ပါတယ်ဒီမှာနော် command နဲ့အကုန်လုံးကြာလာပါပြီတကယ်လို့ကိုကစာတွေကိုပြန်ပြင်ခြင်းလဲဆိုလို့ရှိရင်တော့ insert ကို command ကိုပြန်ပြင်ခြင်းလဲဆိုတော့ shift နဲ့ f2 နဲ့ကိုနှိပ်လို့ရပါတယ်เนาะဒီမှာချက်နေလိုက်ပြီးတော့ shift နဲ့ f2 နဲ့ဆိုရင်ဇေလိုကဒီမှာအဲ ace ရ ace ရ a စာဆိုပြီးကျွန်တော်ဒီ i5 ပါပေါ့เนาะ window အလဲဘာမှာဒီလိုမျိုးကျွန်တော်ကပြန်ပြင်လို့ရတယ်လိုတက်နေနေလိုက်မယ်ဆိုတော့သူ့ရဲ့ data တွေကကျွန်တော်ကဒီမှာ show off comment နဲ့လိုက်တဲ့ခါမှာပြန်ပြီးတော့ပေါ်လာမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာ share ကနှစ်ချက်ပြောသွားပါတယ် instance comment နဲ့ပြောသွားပါတယ်နောက်တစ်ခုကတက်ပုံ logo တွေအဲကိုယ့်ရဲ့ comment မှာဘယ်လိုပြန်ထည့်မလဲဒါလေးကို share ကမျှဝေပေးသားတာပဲဖြစ်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်တန်ခမ်းစာမှာယခုလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင်အတက်အသုံးဝင်စင်မဲ့ data များကိုထပ်ပြီးတော့မျှဝေပေးသားပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်